နေပွဲတစ်ခုမှာသွားရောက်ဖျော်ဖြေရင်ပြိတ္တတွေစီကတိမ့်ဆယ်ချီပြီးစုချခံလိုက်ရတဲ့တရုတ်ဆောင်အောင်ရင်လင်မင်္ဂလာပါပြိတ္တကြီးရှင်ဗီဒီယိုဇာတ်ကားတစ်ခေတ်ခဲကပြိတ္တတွေတသဲလို့အားပေးခဲ့ရတဲ့နိုင်ငံကျော်တရုတ်ဆောင်အောင်ရင်လင်ဟောင်းအသက်ရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့ဒီနေ့ဒီချိန်ရက်ထိပြိတ္တတွေရဲ့အားပေးချက်ကနှစ်သက်ခြင်းကိုခံနေရဆဲပဲဖြစ်ပါတယ်တီတီခံ냐ပြီးယောက်ျားပိသားတဲ့ပုံတလန်တွေကြောင့်မိန်းကလေးပြိသက်တွေသားမကယောက်ျားလေးပြိသက်တွေတောင်မှအားကျသဘောကျရတဲ့အထိအောင်မြင်ခဲ့သူလည်းဖြစ်ပါတယ် တရုတ်ဆောင်အောင်ရင်လင်းဟာခုနပိုင်းမှာဆိုရင်လေရုပ်ရှင်ဇာကားကြီးတွေအဆက်မပြတ်ရိုက်ကူးနေရပေမယ့်အနှစ်သာရမရှိတဲ့ခပ်ပေါ်ပေါ်ဇာကားမျိုးတွေတော့ရိုက်ကူးခြင်းမရှိတာကြောင့်သူ့ကိုချင်ရတဲ့အမာခံပရိသတ်တွေအနေနဲ့လေပုံမူချင်းနှက်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်အောင်ရင်လင်းကသူ့ကိုချစ်တဲ့ဘလူပရိသတ်မျိုးကိုမဆိုတူညီတဲ့တုံ့ပြန်မှုမျိုးပြန်လည်ပေးတတ်သူတယောက်ဖြစ်ပြီးမျိုးပရိသတ်နေပရိသတ်ရဲ့လိုခွဲခြားဆက်ဆံခြင်းမရှိတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ အခုတခါမှဆိုရင်လေနေပွဲတစ်ခုမှသွားရောက်ဖျော်ဖြေရင်းနဲ့ချစ်ခင်ရတဲ့ပြိသက်တွေစီကစုငွေတွေအများကြီးစုချခံခဲ့ရတာပဲဖြစ်ပါတယ်အနုပညာရှင်တွေဟာနေပွဲတွေမှာသွားရောက်ဖျော်ဖြေကြရင်အခုလိုပဲပြိသက်တွေစီကစုကျင်းငွေတွေအများကြီးရကြတယ်ဆိုပေမယ့်အောင်ရင်လင်းကတော့တခြားသူတွေနဲ့မတူပဲ9000တန်းအွန်လိုက်တွေ1000တန်းအွန်လိုက်တွေကိုပါစုချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်တရုတ်ဆောင်အောင်ရဲလင်းကတော့မြို့ပရိသတ်ရောနေပရိသတ်ပေါင်းအမခံအားပေးရတဲ့တရုတ်ဆောင်ကောင်းတယောက်အနေနဲ့ဆက်လက်ရပ်တည်နေအောင်မှာပဲဖြစ်ပါတယ်เธอเธอเธอก็ส่งที่สวนนี้ก็ชา Oh, oh.